မင်္ဂလာပါရှင်။ဒက်စနီဘဲနီနူးရဲ့စက်တင်ဘာလ30ရက်နေ့ည9:00နာရီထိနောက်ဆုံးရနုပညာသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကြောင်စင်းနီလာပရမများစာရီကိုချင်းအောင်ပိတ်တာလိုက်ပြေးထဲကကမာကတောင်အန်အောရရဲ့အလူကြီးမျိုးလုံးနေလို့လူပြောများနေတဲ့ဇဲထက်ရှည်ဆိုင်ရဲ့တရင်။တမီဖြစ်သူဟာတိန်ထောင်စီတဲ့ကြောင်စင်းနဲ့ဆွဲလေးဝင်းနေမှာလက်ဆောင်ပေးခဲ့လို့ကြည်နူးနေရတဲ့ခိုင်သိန်းကြီးရဲ့တရင်။တတော်တခွဲမှာလူပြောများနေတဲ့အနီကမာဦးကိုတုံသိန်းဆုံးမနေတဲ့ဆိုရှယ်မီဒီယာပေါင်းချင်း တရားသူကြီးအဲမော်သိရင်တရင်ကမ္ဘာ chess ပြိုင်ပွဲမှာကိုရီးယားကလူငယ်လေးကိုအနိုင်ယူပြီးတော့မြန်မာခုံထက်ဆောင်လိုက်တဲ့ကိုနှစ်သားစစ်တုရင်ကစားသမားမောင်သားစစ်ရဲ့တရင်ပါဝင်စူပါမော်ဒယ်တယောက်လိုဖက်ရှင်ကြပေမဲ့အဝတ်အစားစီရင်ပွဲတစ်ခုကြောင့်ဝေဖန်ခံနေရတဲ့အင်းမြတ်သူရဲ့တရင်ကိုရှုစားရမှာဖြစ်ပါတယ်။ ကမ္ဘာ့ချက်ပြိုင်ပွဲမှာကိုရီးယားလူငယ်လေးကိုအနိုင်ယူပြီးတော့မြမကုံထက်ဆောင်လိုက်တဲ့ကိုနှစ်သားစစ်တူရင်ကစားသမားမောင်သားစိန်မိင်္ဂလာပါပရိသတ်ကြီးတို့ရှင်ဒီနေ့မှာတော့မြန်မာနိုင်ငံအတွက်ဂုံယူရစီမဲတရင်ကောင်းတစ်ပုဒ်ကိုမျှဝေပေးချင်ပါတယ်မြမပြည်ကအသက်၉နှစ်ရွယ်ကလေးငယ်တယောက်ကကမ္ဘာစစ်မှာထိတ်တန်းနိုင်ငံတွေကိုအနိုင်ယူပြီးတော့မြမလန်ကိုလွှင့်ထူပြလိုက်တဲ့အကြောင်းပဲဖြစ်ပါတယ်ဟုတ်ပါတယ်အဲ့ဒီကျယ်ပွင့်လေးကတော့မြမစစ်တူဘရင်လောကရဲ့မျောလင်းချက်တဲ့အသက်ငယ်ဆုံးချန်ပီယံလေးမောင်သားစစ်ပါပဲ လက်တော်ကဇက်စတန်နိုင်ငံမှာကျင်းပနေတဲ့ FIDE World Cadet Chess Championship 2025 U10 ပြိုင်ပွဲကြီးမှာမောင်သားစစ်တောင်ကမ္ဘာစစ်ပြိုင်ပွဲတွေကိုအကောင်းဆုံးရှင်ပြိုင်ရင်းနဲ့အခုဆိုရင်အောင်မြင်မှုမှတ်တမ်းတစ်ခုကို site to ခေနိုင်မြန်မာရေးဒီတစ်ခါသူ့ရဲ့အောင်ပွဲကဘာကြောင့်တလောက်တောင်ထူးခြားပြီးတော့ဂုဏ်ယူစရာကောင်းနေတာလဲဆိုတော့သူနိုင်ယူလိုက်တဲ့ပြိုင်ပွဲတွေကြောင့်ပါပဲမောင်သားစစ်ကဒီပြိုင်ပွဲမှာကမ္ဘာပေါ်မှာငြိမ်းအိုက်ကျအမြင့်ဆုံးနိုင်ငံတွေဖြစ်နေတဲ့သက်မှတ်ခံထားရတဲ့တရုတ်နိုင်ငံနဲ့တောင်ကိုရီးယားနိုင်ငံက ထူးချွန်လူငယ်ကစားသမားတွေကိုအနိုင်ယူပြနိုင်ခဲ့တာဖြစ်ပါတယ်စစ်တွရင်ဆိုတာအုံနောက်နဲ့ညံရင်ကိုအဓိကအားပြုတဲ့ကစားနည်းပါတရုတ်နဲ့ကိုရီးယားလိုနိုင်ငံတွေဟာဒီလိုညံကားကစားတွေမှာငငင်ကလေးကစနစ်တကျလေးချင်းပြိုးထောင်ပေးပြီးတော့ကမ္ဘာအဆင့်မှာအမြဲတမ်းဘိုးဆွဲလေးရှိတဲ့နိုင်ငံတွေပါသူတို့နိုင်ငံတွေရဲ့ပြမ်းမြအိုက်ဂျူဟာကမ္ဘာထိပ်တန်းအဆင့်မှာရှိနေတယ်ဆိုတာကိုလည်းလေ့လာချက်တွေအားသိရပါတယ်ဒီလိုထူးချွန်တဲ့မျိုးဆက်တွေထဲမှာကျမတို့မြန်မာနိုင်ငံကအသက်၉နှစ်ရွယ်တားငယ်လေးမောင်သားစစ်ကသူတို့ကိုကြော်ဖြတ်အနိုင်ယူခဲ့တာဆိုတာဟာ ရိုးရိုးအောင်ပွဲတစ်ခုတက်အများကြီးကိုတန်ဖိုးရှိပါရင်ဒါဟာမြန်မာကလေးတွေရဲ့ဉာဏ်ရည်ဟာကမ္ဘာစစ်မှာဘယ်နိုင်ငံနဲ့မဆိုရှင်းပြနိုင်နေဆိုတာကိုတက်တည်ပြလိုက်တာပါပဲ။မောင်တန်စစ်ဟာအသက်6နှစ်ရွယ်မှာပဲမြမလေရေးစင်ဖြစ်ခဲ့ပြီးတော့ပြည်တွင်းပြိုင်ပွဲတွေမှာစုရစိတ်ဒီအများကြီးကိုစုခုခဲ့တဲ့သူပါ။အသက်ငယ်ငယ်လေးနဲ့ဝိုင်းရင်လက်ရွေးစင်ကစားသမားကြီးတွေကိုတော့အနိုင်ကစားပြနိုင်ခဲ့တဲ့သူ့ရဲ့အရေးတွေကအဲ့ဒီချိန်တွေကပေါ်လွင်နေခဲ့တာပါ။အခုကမ္ဘာစစ်ပြိုင်ပွဲတွေမှာလည်းသူဟာအတွေ့အကြုံပိုရင်းကျက်တဲ့ပြိုင်ဘက်တွေ နိုင်ငံလိုက်အထူးလေ့ကျင့်ထားတဲ့ကစားသမားတွေကိုရင်ဆိုင်ခဲ့ရတာပါ။ဒါပေမဲ့သူဟာပျော်ရွှင်မှုမရှိဘဲသူ့ရဲ့အကောင်းဆုံးကစားကွက်တွေကြိုတင်တက်ချွတ်နိုင်စမ်းနေတဲ့အားလုံးကိုအားအသင့်စေခဲ့ပါတယ်။အထူးသဖြင့်ကိုရီးယားကစားသမားလေးနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာဆိုရင်နိုင်နဲ့ချီတဲ့အချိန်ကြာကြီးကိုအာယုံဆူဆိုက်ကစားပြီးမှအမှားမခံတဲ့အခြေအနေမှာအနိုင်ပိုင်းသွားနိုင်ခဲ့တာဟာသူ့ရဲ့ရင်ကျက်မှုနဲ့ဖိအားတန်တွေကိုစဉ်စဉ်ခံနိုင်တဲ့တံပရိစိတ်ဓာတ်ကိုပြသနေပါတယ်။ ဒီအောင်မြင်မှုဟာမောင်သာစစ်တယောက်ထဲအောင်မြင်မှုမဟုတ်ပါဘူး။သူရဲ့နောက်ွယ်ကအမြဲတမ်းပတ်မိုးပေးနေတဲ့သူ့ရဲ့မိဘရင်းနီးပြရင်းနဲ့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးရဲ့အောင်မြင်မှုလည်းဖြစ်ပါရင်ခုဆိုရင်တော့မောင်သာစစ်ဟာကမ္ဘာစစ်တူရဲ့အတိုင်းဝိုင်းကပါစိတ်ဝင်တစားစောင့်ကြည့်ရတဲ့ကစားသမားတယောက်ဖြစ်လာနေပါပြီ။ပြိုင်ပွဲကတော့မပြီးသေးပါဘူး။စစ်ဆက်ရမယ့်ပွဲစဉ်တွေအများကြီးရှိနေပါသေးတယ်။ဒါပေမဲ့ဒီအဆင့်ထိသူပြတ်တနိုင်ခဲ့တဲ့အရေးချင်းတွေနဲ့ရယူပေးခဲ့တဲ့အောင်ပွဲတွေကမြန်မာတိုင်းနိုင်ငံလုံးအတွက်ဂုဏ်ယူလို့မဆုံးနိုင်အောင်ပါပဲ ဒါကြောင့်ဒီဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအားလုံးကလည်းကမ္ဘာလယ်မှာမြမကုံကိုထုတ်ဖော်ပြသနေတဲ့ကျမတို့ရဲ့မျိုးဆက်တစ်ကျဲပွင့်လေးမောင်တာစစ်အတွက်ဂုံယူစကားလေးကြီးရှေ့ဆက်မဲ့ပွဲတွေမှာလည်းအောင်မြင်မှုတွေထပ်မံရရှိပါစေကြောင်းဆူတောင်းစကားတွေကို comment မှာရေးသားပြီးတော့အားပေးသွားကြဖို့ဖိတ်ခေါ်လိုက်ပါရစေရှင်။ ကြောင်စိမ့်နီလာဗရမျာစာရီကိုချင်းအောင်ပိတ်တာလိုက်ပြင်းနေတဲ့ကကဘာကတော့အံ့ဩရရင်အလူကြီးမျိုးလုံးနေလို့လူပြောများနေတဲ့ဇွဲထက်ရွှေဆိုင်မြမတဲ့နိုင်ငံလုံးရဲ့တာရုခေါ်တန်နေတဲ့တူလူမှုကွန်ရက်ပေါ်မှာအပြင်လောက်ကမှာပါပြောစမှတ်တွင်နေတဲ့အကြောင်းအရာလေးတစ်ခုကတော့နိုင်ငံကျော်ဇွဲထက်ရွှေဆိုင်မိသားစုကအိုးဆောင်ပြီးတော့မန်လီမြို့မစွင့်တိုက်တဲ့ចောင်းတော်ကြီးကိုပြန်လည်တည်ဆောက်ရမှာဘယ်သူမှမပြုတ်လို့ဘူးတဲ့ကဘာကနေအောင်အံ့ဩရလောက်တဲ့မဟာအလူတော်ကြီးကိုပြုတ်လို့နေတဲ့အကြောင်းပဲဖြစ်ပါတယ် ဒီလူကြီးဟာတာမန်ငွေကြေးအလူမျိုးမဟုတ်ဘဲတန်ဖိုးဖျက်မရနိုင်တဲ့ကြောင်းမြေရနာတွေကိုတောင်းလို့ပုံပြီးတော့လူရန်နေတာဖြစ်လို့အားလုံးရဲ့အာယုံဆိုင်မှုကိုရရှိနေတာပါအားလုံးဒီကြတဲ့အတိုင်းဗုဒ္ဓဘာသာစာပေကျမ်းဂန်တွေမှာထူးချွန်တဲ့တန်ခါတော်ရှင်သူမြတ်တွေကိုငွေထုတ်ပေးအောင်အရေးပါတဲ့မစိုးရင်တိုက်တည်ကြီးဟာငလင်တန်းကြောင့်ပြိုကျပျက်စီးခဲ့ရပါတယ်ဒီလိုသာသနာ့အတွက်အစားထိုးများတဲ့ဆုံးရှုံးမှုကြီးကိုပြန်လည်ဖြည့်ဆည်းဖို့နိုင်ငံကျော်ဆွေးထက်ရွှေဆိုင်မိသားစုရဲ့ဦးဆန်းဝင်တဲ့ တော်ဝင်မာတို့ကနေပြောသိမ်းမ9000ကျော်အကုန်ချခံပြီးတာဝန်ယူတိဆောက်ပေးဖို့ခရီးပြုခဲ့ကြတာပေါ့ခုဆိုရင်ចောင်းတော်ကြီးရဲ့အုံမြင့်ချအခမ်းအနားကိုစတင်နေပါပြီဒါပေမဲ့ထူးခြားတာကအုံမြင့်ချရမှာတာမန်အုပ်ဒီဝရသုံးတာမဟုတ်ဘဲဇွဲထံမိသားစုတာသူတို့တမိသားစုလုံးစုဆောင်းထားသမျှစိန်ရွှေပလဲဗရမညာနီလာအဆန်းရှိတဲ့ နဝရကောဟာယန္တနာစစ်စစ်တွေကိုဌာပနာဖြစ်နေထည့်သွင်းပြီးယန္တနာဥပ္ပိတိနဲ့တိဆောက်နေတာပါဇွဲထံမိသားစုရဲ့ဒီလိုမှုမြတ်တဲ့အလူကိုမြင်တွေ့ရတဲ့ခုနှစ်ရက်သားသမီးပြည်သူလူထုကလည်းဒီမဟာကုသိုလ်တော်ကြီးမှာတစိမ့်တစ်ပိုင်းပါဝင်ခွင့်ရလို့အားခဲပြီးတော့ရောက်ရှိလာကြပါတယ်ဇွဲထံမိသားစုကလည်းသူတို့မိသားစုတွေကုသိုလ်ယူတာမျိုးမဟုတ်ဘဲအများပြည်သူကုသိုလ်ပေါင်းနိုင်အောင်မစိုးရင်ကြောင်းကြီးရဲ့ဌာပနာအတွက်အလူခံမန်တပ်ကိုဖွင့်လှစ်ပေးထားခဲ့ပါတယ်ခုဆိုရင်နေနေရက်ကရောက်လာကြတဲ့အလူရှင်တွေဟာသူတို့တက်နိုင်သမျှယန္တနာတွေကို လာရောက်လူရန်ကြတာချင်းတောင်းတွေနဲ့ချင်းနေလေးကိုအပြည့်ပါပဲတချို့ဆိုရင်ကို့မှာဝစ်ဆင်ထားတဲ့လက်ဝဲနာတွေကိုတောင်းချက်ပြီးတော့မဆိုင်ရမတွေ့လူရန်ကြတာကိုမြင်တွေ့ရပါတယ်ဒီမြင်ကွင်းဟာမြန်မာလူမျိုးတွေရဲ့ဘာသာတရားပေါ်ယုံကြည်ကိုင်းဆိုင်မှုနဲ့စေတနာတရားတရားဘလောက်ကြီးမားတယ်ဆိုတာကိုဖော်ပြနေရပဲဖြစ်ပါတယ်ဒီလူမှာထူးခြားဆုံးနဲ့လူပြောများဆုံးကတော့ကြောက်စိမ့်လူပဲဖြစ်ပါတယ်ကမ္ဘာပေါ်မှာတန်ဖိုးကြီးဆုံးယန္တနာဖြစ်တဲ့ကြောက်စိမ့်တွေကိုဒီလူတွေကလာရောက်လူရန်ကြတာချင်းတောင်းတွေနဲ့တာမကကားရင်းနဲ့ပါတိုက်ပြီးတော့လမ်းလုံကြတာပါ အစိမ်းအောင်ကြောက်စိမ်းတွေဟာချင်းနောက်တွေထဲမှာအပြေးကောင်းပေါ်မှာအပြေးနေဒီမြင်ကွင်းတွေဟာနိုင်ငံခြားသားတွေတော်တော်အံ့ဩစရာဖြစ်နေခဲ့ပါတယ်တန်ဖိုးကြီးကြောက်စိမ်းတွေပြင်နီလာဗရမြောင်းဂေါ်မောစောင့်ရင်အချားသောကြောက်ပြင်းနာတွေကိုလည်းပိတ်တာလိုက်ချင်းနောက်တွေထဲကပါဝင်ပြီးတော့လူတိုင်းကြတာကြောင့်အလူကံမန်တက်ကြီးတခုလုံးဟာယန္တနာပုံကြီးလိုဖြစ်နေပါတော့တယ်ဒါဟာငွေကြီးချမ်းသာရုံနဲ့လုံလို့ရတဲ့အလူမျိုးမဟုတ်ပါဘူးသာသနာတော်ပေါ်မှာထားရှိတဲ့ထက်တန်တဲ့တရားတရားစွန့်လွတ်ပေးဆက်နိုင်တဲ့စေတနာတရားတရားတွေပေါင်းစပ်မှုဟာဖြစ်ပေါ်လာနိုင်တဲ့ မဟာကုသတော်ကြီးပဲဖြစ်ပါရင်ဒါ့အပြင်သူတို့မိသားစုဟာကျောင်းတော်ကြီးတည်ဆောက်နေစမှာအဲ့ဒီတခြားလုံးမှာလည်းကိုရိုင်းကိုကြံကြီးကျက်သွားမှာဖြစ်ပြီးဝန်ထမ်းတွေအားလုံးကလည်း၅ပါးသီလလုံးချုံစွာစောင့်ထိန်ဖို့တိုက်တွန်းထားတာဟာဒီလူကိုသီလတမာတိပညာနဲ့ပါအုံမြင့်ချထားသလိုပါပဲဒီလူတော်ကြီးဟာမြန်မာနိုင်ငံအတွက်သာမကကမ္ဘာဗုဒ္ဓဘာသာလောကအတွက်ပါအမှတ်တိုင်တစ်ခုဖြစ်ရည်တည်နေမှာအသေးစားပါပဲဇွဲထက်ရှိဆိုင်မိသားစုရဲ့သာသနာတော်အတွက်ဆံပြူထိုက်တဲ့အလှူဒါနနဲ့အတူ ။မောင်ဝင်ကုသိုလ်ယူကြတဲ့ခုနှစ်ရက်သားသမီးအပေါင်းတို့ရဲ့စေတနာကိုအားလုံးကလည်းဝမ်းမြောက်ဝမ်းသာနဲ့တအားလို့အကြင်ကြင်ခေါ်ဆောင်လိုက်ရပါရင်ရှင်။ဒီလိုထူးခြားတဲ့အလူတော်ကြီးနဲ့ပတ်သက်ပြီးတော့ကြည့်ရှုနေသူတို့အမြင်တွေကိုလည်း comment မှာရေးသားမျှဝေသွားကြပါအောင်ရှင်။စူပါမော်ဒယ်တယောက်လိုဖက်ရှင်ကြပါမိမ့်အဝတ်စားစင်ပေါ်တစ်ခုကြောင့်ဝေဖန်ခံရတဲ့အေးမြတ်သူ မင်္ဂလာပါပရိသတ်ကြီးတို့ရှင်ဒီနေ့မှာတော့ကျမတို့အားလုံးရဲ့ချစ်တော်တခိတခါကနေခုချိန်ဒီအလားတရားတွေမလျှော့သွားဘဲနဲ့အမှုပညာလောကမှာဖုံးလင်းတောက်ပနေစေဖြစ်တဲ့မင်းသမီးချောအေးမြတ်သူရဲ့အကြောင်းလေးကိုပြပြကြပါမယ်။အခုဆိုရင်တော့အေးမြတ်သူဟာရှိုးဝဲကိုဗရာမပါလို့လူပြောများနေတာပါ။အေးမြတ်သူလို့ဆိုလိုက်တာနဲ့ပရိသတ်တွေမျိုးလုံးထဲမှာအမြဲတမ်းမြောင်မိတာကသူမယုံကြည်မှုရှိတဲ့အလားတရားနဲ့ဖိပင်းတဲ့တယောက်ဆောင်ချက်တွေပါပဲ။အေးမြတ်သူတရားအမှုပညာလောကမှာအမှတ်တိုင်တစ်ခုထပ်မံစိုက်ထူနိုင်ခဲ့ပြီးပရိသတ်တွေရဲ့ပါးစပ်များမှာရေပန်းစားသွားခဲ့တာကတော့ ဒီဇက်တို့တည်တဲ့တခါတည်းမဆုံးသေးတာရုပ်ရှင်စကားကြီးကြောင့်ပဲဖြစ်ပါတယ်။ဒီကားထဲမှာသူပြုတ်ဆောင်ခဲ့တဲ့ပွင့်ဦးလာဆိုတဲ့ဇက်ကောင်ဟာတကယ့်ကိုမမေးမရနိုင်တဲ့ကာရီတာတစ်ခုဖြစ်ခဲ့ပါတယ်။အတင်းစိတ်ရှုပ်ထဲပြီးတော့ခန်းစားချက်ပြင်ပြတဲ့မြို့သမီးကျောက်ရဲ့နေရာကနေအင်းမြတ်သူရဲ့အဝင်ခွင့်ကြားပြုတ်ဆောင်နိုင်မှုကပရိသတ်တွေကိုဇလန်းနဲ့စီးမြော့ပါသွားစေခဲ့ပြီးတော့သူမရဲ့အမှုပညာရည်သွေးကိုထပ်မံတက်သေးပြနိုင်ခဲ့ပါတယ်။ဒီဇာကားနဲ့တူအိမျက်သူဟာအမှုပညာလောကကိုရှင်ုံပြပြနေတဲ့ကြောပြန်ဝင်ရောက်လာခဲ့တယ်လို့ဆိုရင်လည်းမမှားပါဘူးအသက်အရွယ်တစ်ခုလျှောက်လာပြီမေ အင်းမြတ်သူရဲ့အလားတရားကတော့တစ်ဆက်ကလေးမှရုပ်ရော်သွားခြင်းမရှိပါဘူး။အသက်ကြီးလေးပို့ပြီးတော့ရင်းချက်နဲ့ရှိုင်းတဲ့အလားကိုပိုင်ဆိုင်လာတယ်လို့တောင်မှဆိုရမှာပါ။အထူးသဖြင့်သူမရဲ့မျက်နှာကြားအယံမောင်းနဲ့ကံလုံးခုပေါအချိုးစားကြမှုတွေကြောင့်ကဘာကျော်ဘောလိဝုဒ်မင်းသမီးချောတဗီကာနဲ့တောင်မှတူရဲဆိုပြီးဆိုရှယ်မီဒီယာမှာချီချူရေးသားနေကြတာတွေလည်းအများပြားပါပဲ။ဒီလိုမျိုးနိုင်ငံတကာစစ်မီတဲ့လားတရားကိုပိုင်ဆိုင်ထားတာကလည်းသူမရဲ့အာသာချက်တစ်ခုဖြစ်နေပါရဲ့။တရုတ်ဆောင်ပိုင်းမှာသာမကမော်ဒယ်လောကမှာပါထူးချွန်တဲ့အင်းမြတ်သူဟာမချသေးခင်ကနာမည်ကျော်ဒီဇိုင်နာ ရှတရာရဲ့ fashion show ပွဲမှာ one way model အဖြစ်ချပဝင်ရှောင်းလန်းခဲ့ပါရီဒီပွဲမှာတော့သူမရဲ့ professional မိုးရီတူပီသားရဲ့ရှောင်းလန်းမိုးရီယုံကြည်မှုရှိတဲ့မျက်နှာသားတွေကြောင့်ပွဲလာရောက်တဲ့ပရိသတ်အားလုံးရဲ့အာရုံကိုခန်းဆားနိုင်ခဲ့ပါရီသူမရဲ့လှပတည်တတ်တဲ့ဝတ်စုံဒီဇိုင်းနဲ့လိုက်ပဲညီတဲ့ရှောင်းဟန်တွေကတကယ့်ကိုမှအထင်ကြီးစရာကောင်းလာအောင်ပါပဲဒါပေမဲ့ဒီ fashion show ပွဲပြီးမှာတော့ internet စာမျက်နှာတွေပေါ်မှာအင်းမြတ်သူရဲ့ဝတ်သားစီရင်မှုနဲ့ပတ်သက်ပြီးတော့ဝေဖန်မှုတချို့ထွက်ပေါ်လာခဲ့ပါရီအကြောင်းအရင်းကတော့သူမဟာအဆိုပါ fashion show ပွဲမှာ ဘရာမွန်စင်မဲနဲ့ရှောက်လန်းလာခဲ့တဲ့တွဲဖြစ်ပါတယ်။ဒါကိုမြမယင်ကျေးမှုရှူတော့ကနေကြည့်တဲ့ပြိတဲ့ချူကတော့အမြင်မသိတော့ဘူးယင်ကျေးမှုနဲ့မကိုက်ညီဘူးဆိုပြီးတော့ဝေဖန်ပြောဆိုခဲ့ကြတာပါ။တကယ်တော့နိုင်ငံတကာဖက်ရှင်လောကရဲ့ဝမ်ဝီမော်ဒယ်လောကမှာဒီလိုနိုဘရာဆိုတာကလုံးဝမထူးဆန်းတဲ့ကိစ္စတစ်ခုပါပဲ။နမေကျော်ဒီဇိုင်နာရဲ့ဖက်ရှင်ဒီဇိုင်းတွေမှာအင်ဂျီရဲ့ပုံစံချုပ်ရဒီဇိုင်းကိုအပြည့်အဝပေါ်လင်းစေဖို့မော်ဒယ်တွေကတင်းကံမဝစ်စင်မဲနဲ့ရှောက်လန်းပြသရတာတွေဟာအများအပြားရှိပါရည်။ဒါဒီဇိုင်နာရဲ့ဖန်တီးမှုကိုအလေးထားပြီးတော့ အဝင်ဆောင်ရည်မူရန်လာကိုပရိသတ်စီရောက်ပို့ပေးတဲ့ professional model တဦးရဲ့ကျင့်ဝတ်တစ်ခုလို့တောင်မှဆိုနိုင်ပါတယ်။အိမ်မြတ်သူရဲ့ fashion ကိုကြည့်လိုက်ရင်အမြင်မရိုင်းစေဘဲနဲ့အမှုပညာမြောက်တဲ့ fashion တစ်ခုအဖြစ်တရှိနေတာကိုတွေ့ရမှာပါ။သူမရဲ့ဝတ်စုံဒီဇိုင်းဟာခန္ဓာကိုယ်လကိုပေါ်လင်းစေပြီးယုံကြည်မှုရှိတဲ့ခင်မီမျိုးသမီးတောင်ရဲ့ပုံရိပ်ကိုထင်ရစေပါရီ။ဒါကြောင့် internet ပေါ်ကဝေဖန်မှုတွေဟာယဉ်ကျေးမှုအမြင်ကွဲပြားတာကြောင့်ဖြစ်ပေါ်လာတဲ့သဘောထားကိုလည်းမှုတစ်ခုသာဖြစ်ပြီးအိမ်မြတ်သူရဲ့ professional ကျွမ်းကျင်မှုကိုတော့ short တော့လို့မရပါဘူး။ အချို့အားဖြင့်ဆိုရင်တော့အိမ်မြတ်သူဟာတိတ်ရွယ်ကိုဂယူးမဆိုင်ပဲအနုပညာလမ်းကြောင်းပေါ်မှာအောင်မြင်မှုတွေစတိုက်ရရှိနေတဲ့သူ့ချွတ်နေအနုပညာရှင်တူဖြစ်ပါရည်တရုတ်ဆောင်ဘက်မှာရောမော်ရယ်ဘက်မှာပါသူမရဲ့ကြိုးစားအထောက်မှုနဲ့ပင်ကိုပါရမီကတော့အမကန်ပါပဲဝေဖန်မှုတွေဆိုတာကအနုပညာရှင်တိုင်းကြုံတွေ့ရမယ့်အရာတစ်ခုဖြစ်ပေမဲ့ဒီဝေဖန်မှုတွေကိုကြော်လာပြီးတော့သူမရဲ့အနုပညာခီကိုဆက်လျှောက်လန်းသွားအောင်မှအသေးစားပါပဲပရိသတ်ကြီးနေနဲ့ရောဒီပေါ်မှာဘလို့သဘောထားမချက်တွေရှိလဲဆိုတာပြောသွားပေးခဲ့ပါအောင်ရှင် မီးဖြစ်သူကတင်းထောင်ကြည့်တဲ့ကြောက်စိမ့်နဲ့ဆွဲလေးမွေးနေမှာလက်ဆောင်ပေးရလို့ကြည်နူးရင်ရတဲ့ခိုင်သိကြီးလူတယောက်ရင်မွေးနေမှာရရှိတဲ့အမှတ်တရရှိဆုံးလက်ဆောင်ဆိုတာတံမိုးကြီးလိုဈေးကြီးလိုတဲ့ကိုစီရတဲ့သူစီယာမြတ်တာရီဂျူးဆဲမှုတွေပြည့်ပါတဲ့အတွက်ကြောင့်ဖြစ်လေရှိပါရီဒီခါမှာတော့ပြည်သူချင်းမင်းသမီးကြီးခိုင်သိကြီးတယောက်သူ့ဘဝရဲ့အကောင်းဆုံးမွေးနေ့လက်ဆောင်တစ်ခုကိုရရှိခဲ့ပြီးအတိုင်းမသိကြည်နူးပီတီဖြစ်နေခဲ့ပါရဲ့ရှင်။ဒါကြောင့်လေးဆိုတော့တော့ရဲ့တဝေးတဲ့သောတမီးရတနာလေးစံထိတ်ထားဦးဟာမိခင်ရဲ့မွေးနေ့အတွင်း တံပိုးသိန်းထောင်ကြီးရဲ့ကြောက်စိမ့်နဲ့ဆွဲတရံကိုလက်ဆောင်ပေးခဲ့ပါရီသမီးလေးစံထိတာဦးရဲ့လေမာရေးကြရှိမှုကြောင့်ကတော့ပြောစရာမလိုအောင်ပါပဲမိသားစုရဲ့ခက်ခဲကာလတွေမှာမိခင်တွေအားကိုးတကြီးဖြစ်ခဲ့ပုံဖခင်ရဲ့လုပ်ငန်းတွေကိုတာမန်ဝင်နေဘွားကနေစပြီးတော့အမြင်အောင်ဦးဆောင်နိုင်ခဲ့ပုံတွေကိုပရိသတ်တွေအားလုံးကသိရှိပြီးသားပါသူကတတိသမီးတယောက်လိုမမနာမထားပဲအလုံးငယ်အောက်ခြေကစပြီးတော့စူးစမ်းခဲ့ပါရီမိခင်စိတ်တော့ကမရောက်ရအောင်မိသားစုလုပ်ငန်းတွေရှိုင်းနဲ့မသွားအောင် အိုးသေးတော့တမိဖြစ်ပေမဲ့တာဝန်ခြေလွန်ခဲ့ပါရည်ဒီလိုစ조사မှုတွေရဲ့ရလဒ်ကအခုဆိုရင်တော့အတီးပွေနေဖြစ်မြင်တွေ့လာရပါပြီလုပ်ငန်းတွေအောင်မြင်လာသလိုသူကိုယ်တိုင်လည်းဝင်ငွေကောင်းတွေရရှိလာခဲ့ပါရည်ဒါပေမဲ့သူကရလာတဲ့ငွေကြေးကိုကိုယ့်အတွက်သုံးမပြုဘဲသူ့ဘဝရဲ့တိုးရသောကျေးဇူးရှင်မိခင်အတွက်အကောင်းဆုံးနဲ့ဆောင်တစ်ခုပေးဖို့စူဆောင်းခဲ့ပုံပါပဲအခုကြောက်တဲ့မိခင်ရဲ့မွေးနေ့မှာတော့တမိလေးဆန်ထိတ်တာဟာသူ조사ရှာဖွေထားတဲ့ငွေကြေးတွေနဲ့ဝယ်ယူထားတဲ့တံမိုးသိန်းတစ်ထောင်ကျော်မင်းအဖိုးတဲကြောက်ဆွဲနဲ့ဆွဲကိုပေးပြီးမိခင်ကိုအံ့ဩဝမ်းသာစေခဲ့ပါရည် ဒီလက်ဆောင်ဟာငွေကြေးတန်ဖိုးရတယ်အလွန်မြမားသလိုသမီးတယောက်ရဲ့မိခင်ပေါ်ထားတဲ့မြေတားတရားနဲ့တည်တဲ့မှုတန်ဖိုးကတော့ဘာနဲ့မှနိုင်ရှင်လို့မရပါဘူး။ဒါဟာမိမိသမီးမိမိကိုကောင်းကောင်းစောင့်ရှောက်နိုင်မှာပဲလို့သက်သေပြလိုက်တဲ့အထိပ်ပဲပါပဲ။ခိုင်သေးကြီးအတွက်ကတော့ဒါဟာတာမဲမွေးနေ့လက်ဆောင်တစ်ခုတည်းအများကြီးပေါ်ပါရီ။ မိသားစုရဲ့မုံတိုင်းတန်ကိုတူတူရင်ဆိုင်ကြရတဲ့မျက်စိရှိမှပဲတပြေးပြေးရင်ကျက်ကြိုးစားလာတဲ့သမီးလေးကအခုလိုတိတက်လိမ်မာစွာခြေစုပ်ဆက်တာကိုမြင်တွေ့ရတဲ့အခါမိခင်တယောက်ရဲ့ရှင်ထဲမှာဖြစ်ပေါ်လာတဲ့ကြည်နူးမှုကိုယူမှုတွေဟာသူ့ငယ်မွေးနေ့ကိုအိဗယ်ရှိဆုံးဖြစ်စေခဲ့မှာသိကြပါပြီ။ဒါသမီးတွေရဲ့တကယ်အောင်မြင်မှုဆိုတာကိုအတွက်ကိုရဲ့တည်နိုင်ရုံသာမကဘဲနဲ့ကိုကိုမွေးပွားကျင်းမွေးလာတဲ့မိဘရဲ့ခြေစုပ်ကိုတိတက်ခြင်းပြန်လည်ဆောက်ရှောက်ရှင်းဆိုတဲ့ချက်ပါပဲ။စနေတာအုပ်ကဒီချက်ကိုလူငယ်တွေအတွက်စံနမူနာပြလိုက်တာပါ။ မိခင်ဖြစ်သူခိုင်တင်းကြီးအားလည်းတမိရနာလေးကိုဒီလိုလိမ္မာရေးချရှိအောင်ဘဝရဲ့တန်ဖိုးကိုနားလည်အောင်သူတည်ဆုံးမနိုင်ကြတာမလို့တကယ်ကိုလေးစားထိုက်တဲ့မိခင်ကောင်တယောက်ဆိုတာကိုချက်ပြီးတော့တည်တည်ပြလိုက်တာပါပဲအခြားသောသားသမီးတွေဆိုရင်တော့အခုခေတ်မှာမိခင်ရဲ့အာမြင်မှုတွေကိုအသုံးပြုတာမမနာခံလာတတ်ကြတာအားလုံးဒီပါပဲဒါပေမဲ့စန်တီတာဟုတ်ကတော့တကယ်ကိုမိဘတွေအားကိုးရတဲ့တမိလိမ္မာလေးဖြစ်နေတာပါဒီလိုဂျီနုစရာကောင်းနေတာမင်းယောက်ရဲ့ပုံရိပ်တွေကမြင်ရသူတိုင်းကိုရှင်ထဲမှာနေထွေးသွားစေပါတယ် ဒီဗီဒီယိုကြည့်ရှုနေသူတွေအနေနဲ့လည်းမင်းသမီးကြီးခိုင်မင်းကြီးတို့ရဲ့မွေးနေ့လက်ဆောင်စကားတွေနဲ့တူဒီလိုသမီးရနာလေးပိုင်ဆိုင်ထားတဲ့အပေါ်မှာဂိုယူစကားလေးတွေကိုကော့ပန်မာရေးသားပေးခဲ့ပါအောင်ကျင်းအာဘိနာစင်ကချားရဲ့တို့ရဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာနဲ့တူပြန်လာခဲ့ပါအောင်မေရှင်။ဒီနေ့ရောလောင်းနဲ့ပဲနှုတ်ဆက်ခဲ့ကြပါတယ်။အားလုံးကိုကျေးဇူးထူးတည်ရှိပါရယ်ရှင်။ TikTok တခွေမှာလူပြောများနေတဲ့အတေခေမာဦးကိုတုံသိမ်ဆုံးမနေတဲ့ social media ပေါင်ချင်းတရားသူကြီးအမော်သိန်းအားလုံးပဲမင်္ဂလာပါရှင်။ The Celebrity New Page ကနေပြန်လည်ကားကြိုဆိုလိုက်ပါရစေ။စိန်ပြမာကြီးဖြင့်နမည်ကြီးရဲ့အမော်သိန်းဟာစိန်တွေကို live scene နဲ့ရောင်းလာတာကြားပြီးဖြစ်ပေမယ့်အခုနောက်ပိုင်းမှာတော့လူအများရဲ့အားပေးမှုကိုရှာလာသူပါ။ social media မှာလူပြောများနေတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးပြောဆိုနေတဲ့အမော်သိန်းကိုခေတ်သစ်ပေါင်ချင်းဆိုတဲ့နမည်ပေးထားကြပါရစေ။ န်သမီးလေးရဲ့ကိစ္စမှာလည်းအိမ်မုံတင်ကအားသာသွားရပြီးဒီတစ်ခါမှလည်း TikTok မှာအမြင်မသိတော်ရာတွေလုံနေတဲ့အန်ဒီခင်မာအိုးကိုဆုံးမနေပြီဖြစ်ပါရည်နေပြီးတော့မှနေထိုင်နေဒေါခင်မာအိုးဆိုတဲ့မျိုးသမီးဟာအသက်50ကျော်ရွယ်ရှိနေပြီဖြစ်ပြီးတော့သမီးတယောက်တည်းရှိနေပေမဲ့သူ့ရဲ့ပြည်မှုတွေကတော့ပြောစရာဖြစ်နေတာသာဝေဖန်နေကြပါရည်သမီးဖြစ်သူကအရွယ်ရောက်နေတဲ့အချိန်တည်းဒေါခင်မာအိုးရဲ့ဝါသနာကတော့တားမရပါဘူးအိမ်မှာဘသူမှမရှိတဲ့အချိန်မှာခနာကိုသားပေးတဲ့ပြည်မှုတွေနဲ့တစ်တုံဆော့နေလို့မြင်ရသူတွေကမသိတော့ကြောင်းပြောကြပါရည် အခြားသောအန်တီတွေလည်းတစ်တော့စောကြပေမဲ့ဒေါကင်မာဦးကတော့ခနာကိုကိုမမြင်မြင်အောင်ဖော်တတ်တာကိုသတိထားမိကြပါရဲ့ဒီချိုရင်းနဲ့လည်းတစ်တော့စောသလိုနာယီလိုက်ပေါ်တော်ကိုတောင်မှအလုံးမပေးတဲ့အထိတစ်တော့မှဝါသနာကြီးသူဖြစ်ပါရဲ့ငယ်စဉ်ကတော့လှပနံလောက်တဲ့ DND ကြီးအောင်တစ်တော့ပေါ်လာတဲ့အချိန်မှာငိုရှိုးနေတဲ့နုပညာပိစာကထွက်ပေါ်လာပြီးတစ်တော့ဆယ်လီဖြစ်ဖို့ကြိုးစားနေကြတာပါ follower 6သိန်းကျော်ရှိတဲ့ဒီမျိုးသမီးကြီးကိုအချောင်းသူတွေကအမြင်မသိတော့ကြောင်းပြောကြရဲပြင်ဒီလိုပြမှုတွေကြောင့်လဲဘေးတွေးမှာကိုစိုးရင်ချပါရယ် လေကားလေရန်တွေပေါ်မှာထိုင်ပြီးတော့လေတတော်စောရပြင်သူ့ရဲ့မူရာတွေကတော့မြင်ရသူကိုလေရှိတ်ရစီတာကြောင့်ဖြစ်တဲ့ပေါင်ချင်းကြီးကဆုံးမနေပြီဖြစ်ပါရည်စိတ်ပန်းဖြေဖို့အတွက်တတော်စောသူတွေရှိပေမဲ့အမြင်မသိတော်တော့တတော်စောသူတွေကတော့အခြားသူတွေကိုတူးယူမစေနိုင်ကြောင်းအေမိုသိန်းကပြောဆိုနေခဲ့ပါရည်လူဆိုတာအတိုင်းဝိုင်းနဲ့နေထိုင်ရတာဖြစ်ပြီးမိမိရဲ့လောရတိုင်းကလည်းမိသားစုနဲ့အတိုင်းဝိုင်းကိုတက်ရောက်စေနိုင်တာကြောင့်ဒီလိုပုံစံနေတဲ့တတော်စောတော်ကိုမလုပ်သေးကြောင်းအေမိုသိန်းကဩဝါဒချွေနေပါပြီ အရှိန်အဝါကြီးမောင်ရေဆိုရင်နေသမီးလေးဖြိုးဤစောကိုတောင်မှဘန်းခံလိုက်ရအောင်လုပ်နိုင်ခဲ့တဲ့အင်မိုသိန်းဟာဒေါခင်မအုပ်ကိုတော့ပြောဆိုနေပြီဖြစ်လို့အားရနေကြပါရဲ့ဘယ်သူမှပြောဆိုလို့မရပဲအင်မိုသိန်းဆုံးမမှာပဲလိမ္မာတော့မယ်ဒေါခင်မအုပ်ကတော့တကယ်ပဲပြောင်းလဲသွားမလားဆိုတာမသိကြပါပဲသူရဲ့ဝါသနာကတော့မပြောင်းသေးပါဘူးအင်မိုသိန်းကအမြင်မသိတော့ရာတွေကိုမကြာခဏပြောတယ်လို့အခုဆိုရင်တော့အင်မိုသိန်းကိုပြောပြပါအောင်ဆိုပြီးအားကိုလာကြပါရဲ့ စေလုံငန်းမှာလည်းကျွမ်းကျင်တဲ့အင်မွန်တင်ကဇင်းရောင်းရင်းနဲ့အမြင်မသိတော်ရာတွေကိုမကြာခဏပြောလာခဲ့ပြီးသူပြောတွေကိုသဘောကျလာခဲ့ကြပါရယ်။အင်မွန်တင်က LBA ကိုကင်ကျင်စိတ်ပြောက်တယ်ဆိုတဲ့အကြောင်းညာကနေအခုဆိုရင်တော့နေပြီးတော့မှနေထိုင်နေဒေါက်ကင်မာဦးချီပါဩစာလမ်းမလာခဲ့ပါပြီ။အင်မွန်တင်ကမသိတော်ရာတွေကိုပြောနေပေမဲ့ဇင်းရောင်းကောင်းကျင်လို့လူပြောများတဲ့အကြောင်းတွေကိုရွေးပြောသူဖြစ်လဲပြောခံနေရပါရယ်။ဒါပေမဲ့အင်မွန်တင်ကတော့ဒီနေ့ထဲမှာအားပေးသူတွေများလာပြီးခစ်ပြိုင်ဆယ်လီတွေရဲ့အထက်မှာရောက်နေသူပါ။ TikTok ပေါ်မှာအမြင်မသိတော့တာတွေကိုလုံးနေတဲ့အမျိုးသမီးကြီးကိုဆုံးမနေတဲ့အိမ်မုတ်သိန်းပြောတဲ့ဇာတ်ရီးကတကယ်ရောမှန်ကရင်လားဆိုတာ comment မှာအမြင်လေးတွေကိုပြောခဲ့ပေးပါအောင်ရှင်ကြည့်ရှုအားပေးကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါအောင်ရှင်